Hello ဒီစက်တဲ့ချင်းများအလုံးမင်္ဂလာပါရှင်ဒါတော့ဗိုင်း Stella Inquiry မှာပြန်လဲကြိုဆိုပါတယ်ရှင်ဒီနေ့လုပ်ပေးမယ့်သူချင်းလေးကတော့ခုကြည့်နေတဲ့သူလေးတွေကိုပေါ့နော်တစ်ဖက်သူကအဒီကြည့်နေတဲ့သူလေးတွေနဲ့ပတ်သက်ပြီးတော့မဘဲအချက်လေးတွေကိုသဘောကျတာလဲပေါ့နော်သူအနေနဲ့ခုကြည့်နေတဲ့သူလေးတွေပေါ်မှာအခုနဲ့ပတ်သက်ပြီးတော့မဘဲအချက်လေးတွေကိုသဘောကျတာလဲပေါ့နော်အဲ့အနေနဲ့ပတ်သက်ပြီးတော့ကြည့်ပြသွားပါမယ်တစ်ဖက်သူဆိုတဲ့နေရာမှာသူနဲ့ကိုနဲ့ကြားထဲမှာ ခုလက်ရှိပေါ့နော်ကွန်တက်တွဲနေတဲ့ပါတနာရတယ်ပြီးလို့ရှိရင်ကိုယ်သဘောကျနေတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဘက်ကအဖြစ်ပြမပေးရတဲ့သူဆိုရင်တော့မှကိုယ်သဘောကျလာသဘောကျနေတဲ့သူ propose လုပ်ထားတဲ့သူ situation တစ်ခုမှရှိတဲ့သူဒါမှမဟုတ်လို့ရှိရင်ကိုယ်စိတ်ထဲမှာလည်းကိုယ်စိတ်ကိုယ်စိတ်ထဲမှာပေါ့နော်နှစ်ယောက်စလုံးစိတ်ထဲမှာသဘောကျနေတာကိုတယောက်ကိုတယောက်သိတယ်ဒါပေမဲ့ situation တစ်ခုကနေပြောမှာပေါ့နော်နောက်တစ်ဆင့်ကိုမတက်သေးဘူးဆိုရင်တော့မှကြည့်လို့ရှိရင်ကြည့်လို့ရရပေါ့နော်အလုံးလူတွေတွေအတွက် บางมาไม่ต้งใส่ในตู้ไปโซลูชันอะไรแต่เราได้พิจารณาต้องใส่ในมาต้องใส่มาบ่อนาะดูดูดีในเราใกล้ยิมุ่ชี้จะมาชีบาลีไหมแต่จะเราเดินเล่นเร่ดูดีดีคุณได้ชี้เช่นนี้ดีดีคุณมองแต่คุณบ่อนาะคุณไนคุณได้จรายมาอ่าพัฒนาพัฒนาจังชี้เนี่ยดูดีดีตัวยดีดีจีบีทำไปเก็บไปเลยมันคือเรื่องที่ใครรู้ไปต้องกูเคยไปทำอะบ่อน้ะที่คุณคิดยังเราก็เรื่องประมาณแล้วมันทำเราเป็นอย่าที่จันดีไเวี่ยทำไปทำอะบ่อน้ะที่ไปส่วนตัวใครรู้ว่าไปครูวันเรียนครูทู ဒီမှာ group 3ပေါ့နော်အဲ့ဒါကိုကြည့်ပြတော့ပါမယ်မိစတဲ့မှာအာကလေးတွေကိုမရေးခင်ပေါ့နော်ကိုကိုကိုနည်းနည်းလေးစိတ်ကလေးကိုစိတ်လေးတည်ငြိမ်သွားရေလွတ်ပြီးတော့ကြာမှာကိုစိတ်လေးတည်ငြိမ်သွားပြီဆိုတော့အချိန်လေးရောက်ပြီဆိုမှကလေးတစ်ခုကိုရွေးပြီးတော့ကြည့်ပေးပေါ့နော်တန်းစတဲ့မှာအဖြစ်လေးတွေရေးပေးထားပါတယ်ကိုရွေးတဲ့ကလေးရဲ့အဖြစ်ကိုတန်းစတဲ့မှာသွားကြည့်လို့ရတယ်ပေါ့နော်ကိုရွေးလိုက်တဲ့ကနေ့ အဖြစ်နဲ့တကယ်လို့ကိုင်းကြီးမှုမရှိဘူးလို့ထင်နေဆိုလို့ရှိရင်တခြားနောက်တစ်ခုကိုကြောင်းပြီးတော့ကြည့်ပေါ့နော်အဲ့လိုကြည့်လို့မှဘာမှမဆိုင်ဘူးလို့ခံစားရတယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုကြော်သားပေးလို့ရပါတယ်ရှင်အဲ့ဆိုလို့ရှိရင်ဂရုဝန်လေးကနေစပြီးတော့ကြည့်လိုက်ပါမယ် ဒီ Quran လေးကိုယူထားတဲ့သူတွေအတွက် Quran လေးတွေရဲ့တစ်ဖက်သူက Quran လေးတွေကိုပေါ့နော်အာဘယ်အချက်လေးတွေကိုသဘောကျအောင်လဲ Quran လေးတွေနဲ့ပတ်သက်ပြီးတော့မဘလို့သဘောထားလေးဘလို့အချက်လက်လေးတွေကိုသဘောကျအောင်လဲဆိုတာလေးကိုကြည့်ပြသွားပါမယ်အဲဒီစိတ်ထဲမှာပေါ့နော်အဖြစ်မကြည့်ခင်မှာကိုယ်စိတ်ထဲမှာကိုသိချင်တဲ့သူအဲကိုယ်ကိုသဘောချရတဲ့သူပေါ့နော်ကိုသိချင်တဲ့သူကိုစိတ်ထဲမှာမြင်အောင်ပြီးတော့ပဲဖြည်းဖြည်းသူ့နာမည်လေးယူပြီးတော့ပဲဖြည်းဖြည်းအဲအဲ့လိုမျိုးလေးအာရုံလေးပြုပြီးတော့အဲသူ့အကြောင်းလေးကိုတွေးပြီးတော့ကြည့်ပေးပေါ့နော် အဆိုလို့ရှိရင်အဖေကပို့ပြီးတော့မှ energy ပို့ပြီးတော့ resource ဖြစ်ပါလိမ့်မယ်ရှင်။အဆိုအဖေလေးကိုစပြီးကြည့်လိုက်မယ်နော်။ဂရုဝန္ဓမားလေးတွေကိုဂရုဝန္ဓမားလေးတွေရဲ့တစ်ဖက်သူကလက်ချက်လေးတွေကိုကြည့်ပြီးတော့သဘောကျအောင်လဲပေါ့နော်။ဘာကြောင့်သဘောကျအောင်လဲအဲ့အလေးကိုကြည့်ပါမယ်။ channel ပတ်တကယ်တဲ့။ channel ပတ်တကယ်ကလေးတွေကညာဘက်ရိုက်တာဆိုတော့လေအလင်းပြန်တာလို့ရှိရင်ဒီခံပြီးတော့ကြည့်ပေးပေါ့နော်။အာဒီမှာလည်း ဒီကင်းဘက်ကကျတော့တခြားအလုပ်လေးရှိရဆိုတော့လေဒီညဘက်ကျမှအချိန်ရတာဆိုတော့ဒီညဘက်ပိုင်းမှာဗီဒီယိုလေးတွေရိုက်ရိုက်တဲ့နေရာဆိုတော့တခြားတလေကတ်လေးတွေကနည်းနည်းအလင်းပြန်တာလေးတွေရှိတဲ့တဲ့ပေါ့နော်အပေါ်မင်းရောင်ကြောင်လေးအသိခံပြီးတော့ကြည့်ပေးကြပါလို့အဲ့ဒီ request လုပ်ပါတယ်ရှင်ဒီမှာဆိုထန်းတော့ပန်တကယ်တန်းတော့ပန်တကယ်ပေါ့နော်ခွေဝမ်းသမားလေးတွေရာလေးဟိုတစ်ဖက်သူနဲ့ပတ်သက်လို့ရှိရင် နွေနွေထွေးထွေးနေတဲ့ဒါပဲနွေနွေထွေးထွေးနေတဲ့တယ်ပေါ့နော်တစ်ဖက်သူနေနေအပေါ်မှာမဟုတ်ဘူးတခြားမိတ်ဆွေငွေချင်းပေါင်းတင်နေသူများနေပေါ်မှာဆိုလို့ရှိရင်လည်းနွေနွေထွေးထွေးလေးနဲ့မိသားစုအဖွဲ့ပေါ့နော်ဆက်ဆံပေးတဲ့ဒါနွေထွေးတဲ့နှလုံးသားလေးရှိတာအာရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုတင်စားပြီးကြည့်ရပေါ့နော်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဆက်ဆံရေးတခုပါဆိုလို့ရှိရင်နှွေထွေးမှုတွေနဲ့လူတွေကိုဆက်ဆံပေးရတဲ့သူတွေတယောက်ဆိုတဲ့ပုံစံလေးနဲ့တစ်ခါတူအောင်ကိုယ့်ကိုပေါ့နော်အလိုလေးခံစားမိတာကိုတွေ့ရပါတယ် ော်တော်ပန်တကယ်တဲ့ဒီလိုရှိရင်ကိုယ်ဝန်သမားလေးတွေကတခါတလေမှာပေါ့နော်ကိုယ်စိတ်ထဲကမှန်ကန်တယ်လို့ယူဆတဲ့အရာကိုယ့်ဘက်ကဒီຢာနဲ့ပတ်သက်ပြီးဒီကျွတ်တွေရှိနေတယ်ဆိုလို့ရှိရင်အဲ့အရာပေါ်မှာဘယ်လိုပြောမလဲဟုတ်မခံပေါ့နော်ဒါပဲဒါဆိုမှဒါပဲအဲဘယ်သူတွေမှပြောပြောကိုယ့်ရဲ့အမှန်တရားကိုမှန်ကန်တယ်လို့ယူဆတဲ့အရာတစ်ခုပေါ်မှာ အဲ့ဒီຢာလေးကိုစောက်ကန်ထားတတ်တာပေါ့နော်မြင်းမြန်စွာစောက်ကန်ထားတတ်တယ်ဘယ်သူတွေပါပြောလို့မှရိမ့်ရိမ့်မသွားပဲနဲ့အဲစိတ်ကအဲ့လိုပြက်ပြက်သားသားလေးနဲ့ပေါ့နော်အဲတန်ရုံးစင်ဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒီလူနဲ့ပတ်သက်လို့ရှိရင်အဲကိုကတန်ရုံးစင်ဖြစ်ပြီးဆိုလို့ရှိရင်အဲ့လူတယောက်ပေါ်မှာဆော့ဆော့မြင်းမြန်ပေါ့နော်ဒီလူပေါ်မှာအခန်းစားချက်လေးတွေရစ်နွယ်တတ်တယ်ဆိုတဲ့ပုံစံလေးကိုအပုံစံလေးကိုပေါ့နော်တစ်ခါသူကသဘောကျတာအဲသူနဲ့ပတ်သက်ပြောလဲအဲ့လိုပုံစံလေးပေါ့နော်ကိုကအဲတစုံတရားနဲ့ပတ်သက်လို့ရှိရင်တယုံစင်တွေ ဖြစ်လာတာမျိုးပေါ့နော်တယောင်းစေရှိပြီးဆိုလို့ရှိရင်မလွတ်တန်းဆုံးခံထားတဲ့အနေထားလေးကိုပေါ့နော်သစ္စာရှိလာတာအဲ့လိုပုံစံလေးကိုတစ်ဖက်သူကသဘောကျတာဆိုတာလေးကိုတွေ့ရပါတယ်မန္တသံဝန်သမားလေးတွေကိုဒီဝန်သမားလေးတွေရဲ့တစ်ဖက်သူကဘယ်လိုပြောမလဲပျော်ပျော်ရွှင်ရွှင်နေတတ်တယ်နူးထွေးတယ်အဲသူများလေးကိုဆိုလို့ရှိရင်လည်းပေါ့နော် ပြောအများတန်းအဲစကားအပြင်ဖြစ်စေစကားတွေနဲ့ပေါ့နော်ကြော်စီတဲ့လူလေးတယောက်ကြော်ရှင်မှုတွေကိုယ်နဲ့တူရှိတယ်ဆိုလို့ရှိရင်သူ့မှာကြော်ရှင်မှုတွေခံစားရတာမျိုးတွေကိုတစ်ဖက်သူကအဲ့လိုမျိုးတွေပေါ့နော်သူစိတ်ထဲမှာအာမေမိတာတွေကိုတွေ့ရပါတယ်ဒါကကျတော့တော့ဂရုဝန္ဒမလေးတွေပဲဖြစ်ဖြစ်ဒီ1 2 3ဂရုဝန္ဒ2 3ပေါ့နော်ဒီဝီဒီယိုလေးတွေမှာဒါကကျတော့တစ်ဖက်သူကကိုယ့်ရဲ့ပဲအချက်လေးကိုသဘောကျပြီးတော့ဟိုသူက သဘောကျရလဲပေါ့နော်ကိုယ့်ရဲ့ပဲအချက်တွေကိုကြည့်ပြီးသဘောကျလဲဆိုတော့ဒါသူ့အနေနဲ့ခံစားမိတဲ့အကြောင်းအရာလေးတွေဖြစ်နိုင်တယ်ပေါ့နော်ဒါတချို့တဝက်ကလည်းအကောင်လုံးကလည်း W1 သမားဒီကြီးနေတဲ့သူတွေရဲ့ energy ပြုတ်ဖို့များတယ်တစ်ဖက်ကကျတဲ့သူ့အနေနဲ့ခံစားရတဲ့ခံစားချက်တို့လည်းတစ်ဖက်အကြည့်မယ်ဆိုလို့ရှိရင်တော့ရတယ်ပေါ့နော် ဘာသာမလေးတွေကိုနှွေးထွေးတဲ့သူလေးတွေသူများတွေကိုပျော်ရွှင်စေတယ်နှွေးထွေးစေတယ်ပေါ့နော်ကိုနဲ့တွေ့လိုက်လို့ရှိရင်သူများတွေကဂျင်းနေရတယ်ပျော်ရွှင်ရတယ်ကိုကြောင့်မလို့တစ်ဖက်သူကပြုံးသွားရတယ်ဆိုတဲ့အနေအထားလေးပေါ့နော်နှွေးထွေးတယ်ပျော်ရွှင်မှုတွေပေးတယ်သူများတစ်ဖက်သားပေါ်မှာလည်းစကားပြောတာပဲဖြစ်ဖြစ်ပေါ့နော်ဘလို့လူမျိုးပါမဆိုကိုဘက်ကနေပြောမှလူတွေပေါ်မှာကြင်ကြင်နာနာနှွေးနှွေးထွေးထွေးလေးနဲ့စိတ်နှလုံးနှွေးထွေးတဲ့နှလုံးသားလေးရှိတဲ့သူဆိုတာလေးကိုတစ်ဖက်သူကအဲ့လိုမျိုးလေးခံစားမိနေတာကိုတွေ့ပါတယ်အမော မောနိုင်တော့ပတ်တကေပြောပတ်တကေအဲ့လိုပနကိုဘက်ကဂူဝန်သမားလေးတွေကိုတစ်ဖက်သူကအဲဒီသဘောကျတဲ့အကြောင်းရင်းကကြတော့ခုနပြောသလိုပဲကိုဘက်ကလူထွေးမှုလေးတွေနဲ့ပေါ့နော်လူတွေပေါ်မှာဆက်ဆံပေးတတ်တာသူ့ပေါ်မှာလည်းအဲ့အလိုပဲပျော်ရွှင်စေတာကိုနဲ့ပတ်သက်လို့ရှိရင်သူ့မှာပျော်ရွှင်ရတယ်ဆိုတဲ့အနေထားလေးပေါ့နော်ကိုကြောင့်မလို့သူ့မှာ ျင်းနေရတယ်ပျော်ရှင်ရတယ်ကိုယ်နဲ့ပတ်သက်ပြီးတော့အလူပုံစံမျိုးတစ်ထန်စားရတယ်လို့နောက်တစ်ခုအနေနဲ့ကိုယ့်ကိုလေဒီသမောအနေချင်းနဲ့ပေါ့နော်ကိုကဘယ်ရမဆိုဘယ်တော့ပဲဆက်ဆက်နာတယ်ရှိရှိအမှားမှန်ကောင်းဆိုဝေဖန်ပိုက်ချတတ်တာမှားတာကိုမှားတယ်လို့တီးတာလုံးတယ်မလုံးတယ်ပေါ့နော်အစာရှိတင်အလူပုံစံမျိုးလေးတွေကိုဘက်ကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရတည်ရင်ရင်ကျက်တာမျိုးပေါ့နော်ဝေဖန်ပိုက်ချတတ်တာကောင်းတာမကောင်းတာကိုခွဲခွဲခြားခြားသိတယ်နားလည်းသဘောပေါက်တဲ့သူလေးပေါ့နော်ကိုယ့်ရဲ့ အဲစိတ်ပိုင်းဆိုင်ရာမှာရင်ချက်တည်ငြိမ်တဲ့သူလေးအေးဆေးတယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီမှာသမောအနာကျင်းနဲ့အဲလိုအပ်တဲ့အခါမျိုးမှာခုနကပြောသလိုပဲနှုတ်ထွက်မှုတွေလည်းပေးနိုင်တယ်လို့အဲတခါတလေကိုကိုကမှကို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 စိတ်လေးကိုဘလို့အေးချအောင်နေရမယ်ဖြစ်တဲ့နာမဖြစ်တဲ့နာတွေကိုသိတယ်ဆိုတော့ကောင်းကောင်းသဘောပေါက်တယ်ဆိုတဲ့ပုံစံလေးနဲ့တစ်ဖက်သူကမြင်တာပေါ့နော်အဲ့လိုနေတဲ့တာတွေကိုသဘောကျတာမျိုးကိုတွေ့ရပါတယ်ရှင့်အဲ့တော့ဒီမှာဆို9 of pentacle ရဲ့3 of pentacle ရဲ့ ကူဝန်သမားလေးတွေကအနားမှာဒီလိုပေါ့နော်အပေါင်းအသင်းတွေပဲရှိရှိမိတ်ဆွေပါတနာအာချစ်သူကြီးစားတွေရှိရှိတယောက်တည်းပဲနေရနေရပေါ့နော်ကိုဘွားလေးကိုစီစီနက်နက်နဲ့ဘလို့အနေထားမျိုးမှာမဆိုအစင်တရားလိုင်းရောညှိထွေရှိအောင်အာအပေါင်းအသင်းနဲ့ဆိုတဲ့အပေါင်းအသင်းနဲ့အလျောက်တယောက်တည်းဆိုတဲ့တယောက်တည်းအလျောက်ပေါ့နော်အစင်တရားနေထိုင်တတ်တဲ့သူလေးအဲနွေနွေထွေထွေနဲ့သူမြိုင်းနဲ့နေတယ်ဆိုလို့ရှိရင်နွေနွေထွေထွေလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေလိုက်တယ်တယောက်တည်းဆိုလို့ရှိရင်လည်းကိုယ်စိတ်လေးကိုအေးချမ်းအောင်နေတယ်ပေါ့နော်အရန်ကြီးပူဝင်တောက်ကားနေနဲ့တယောက်တည်းမလို့ဆိုပြီးတော့မှဆိုရင်တောက်ကားနေနဲ့ လိုမျိုးမဟုတ်ဘဲနဲ့တယောက်တည်းနဲ့အင်းစင်းစင်းနေတဲ့ထိုင်တတ်တဲ့သူလေးတယောက်ဘယ်သူမှမရှိဘူးဆိုလဲကိုကိုကိုပေါ့နော်အစဉ်တယောက်နေတတ်တယ်ဘွာလေးကအင်းချမ်းချမ်းလေးနဲ့ကိုကိုဖြတ်တန်းတတ်တဲ့သူလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတစ်ဖက်သူကသဘောကျတာကိုတွေ့ရပါတယ် pyropathic game. Seven or cut. Fish or swords. ော်တကူကခွေးမသမားလေးတွေကဒီဟိုမေတ္တာတရားတွေပြောရတယ်ဒီမှာကလေးက90အဆက်ကသူမျိုးပေါ်မှာသူများတွေပေါ်မှာမေတ္တာတွေနဲ့ဆက်ဆံပေးတဲ့သူတွေတယောက်ဆိုတော့သိတာတယ်ပေါ့နော်အဲအဲ့လိုပဲတစ်ဖက်သူကလည်းကိုယ်နဲ့ပတ်သက်လို့ရှိရင်ကိုကဘာလို့မို့ဆိုပေါ့နော်နူးနူးညံ့ညံ့ညင်းတတာလေးနဲ့ချစ်ကမြတ်လို့ပေးတဲ့သူပေါ်မှာဆိုလို့ရှိရင်အဲ့လိုမျိုးလေးချစ်ပေးတဲ့ဒါမျိုးပေါ့နော်ကိုကချစ်ချင်းမေတ္တာတွေဆိုလို့ရှိရင်လည်းဗဇက်ကလည်းတစ်ပါးပါးထုတ်ပြောနေရတဲ့ အဲကိုဘေးနားမှာရှိနေတဲ့သူတွေကိုလိုအပ်တဲ့အချိန်ဒီမှာဆိုလို့ရှိရင်အစင်အစင်တင်ပေါ့နော်ကိုရဲ့မေတ္တာတရားတွေကိုပြီးဖို့နောက်မဆုံးတတ်တာကိုရဲ့မေတ္တာတရားတွေနဲ့သူဘေးရလူတွေကိုသူနှွေးထွေးမှုတွေဆက်ရှင်မှုတွေကိုပြီးနိုင်တဲ့သူတွေပေါ့နော်ကိုနားမှာရှိနေလို့ရှိရင်ဘယ်သူမှဆိုနှွေးထွေးရတဲ့ပြောပြောရှင်းရှင်းလေးနဲ့စိတ်အေးရတဲ့စိတ်ချမ်းသာရတဲ့ဆိုတဲ့ပုံစံလေးပေါ့နော်တစ်ဖက်သူအဲ့လိုမျိုးလေးကိုတွေ့ရတယ် နောက်တစ်ခုကအဲကိုရန်သမားလေးတွေကရွေးချယ်စရာတွေမပေါ်ရမှာပေါ့နော်လောက်ရမဲ့အရာတွေပဲဖြစ်ဖြစ်အလောက်ကိုင်းငွေကြီးတာမမရှိဒီမစ်စစ်ပါတနာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အတိတ်မှာကရှိခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှအာဘယ်လိုပြောမလဲအတိတ်မှာကြုံရတဲ့အရာတွေကိုသင်ခန်းစာယူပြီးတော့ပေါ့နော် fire fire particle နဲ့အတိတ်မှာဘယ်လောက်ပဲဆိုးတဲ့အရာတွေဖြစ်ခဲ့ဖြစ်ခဲ့တကယ်ခုနှစ်ရှိအနာဂတ်မှာဆိုလို့ရှိရင်ကိုသွားမဲ့လမ်းကိုဟိုတခြားရင်းလမ်းနေအများကြီးရှိတဲ့နေရာမှာကိုတွေ့ ဘယ်နီလန်ဘယ်လန်အကောင်ဆုံးဖြစ်မလဲဘယ်သူကအကောင်ဆုံးဖြစ်မလဲပေါ့နော်အဲ့အလေးကိုဟိုတဖြည်းဖြည်းနဲ့ရင်းရစ်ချက်လာပြီးရနောက်တိမ်ပါဆိုလို့ရှိရင်ခူရန်သမားလေးတွေကမိတ်ဆွေတွေဆိုလို့ရှိရင်ခွဲခြားပြီးတော့ပါစိတ်ပိုင်းစိတ်တွေမှာစိတ်တွေနှိမ့်ပြီးတော့မှမဟုတ်ဘဲနဲ့ပေါ့နော် အာတခြားရွေးပြီးတော့မှပေါင်းတင်တက်လာတာမျိုးလေးတွေဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ပြက်ပြက်သားသားနဲ့ဆုံးဖြတ်တတ်တာ ရွှေချက်စရာတွေရှိသေးဆိုလို့ရှိရင်လည်းဘယ်အောင်ရွှေချက်ရမယ်ဘယ်အခုတည်းအကောင်းဆုံးလဲပေါ့နော်ဆိုလိုချင်တာကတော့အဲ့လိုပုံစံမျိုးလေးကိုဘူဝသမားလေးတွေရဲ့တစ်ဖက်သူကအဲကိုယ့်ရဲ့စိတ်ထဲမှာကိုကလူတွေပေါ်မှာဆောက်ဖြတ်ချက်ချမယ်ဆိုလို့ရှိရင်ဒါမှအဲမြေတာစိတ်လေးနဲ့ပေါ့နော်ရက်ဆက်တက်တက်သူတရားမဟုတ်ဘူးကိုကမြေတာတရားတွေနဲ့ပဲဘူးမဆိုပေါ့နော်ဆောက်ဖြတ်ချက်တွေချပေးတဲ့သူစကားနဲ့ပဲဖြစ်ဖြစ်အလုပ်ရက်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်သူများတွေပေါ်မှာလာချင်မှုတွေနဲ့မဟုတ်ဘဲနဲ့ကိုယ့်ရဲ့စကားလုံးကြောင့်ဖြစ်ဖြစ်လောက်ရကြောင့်ဖြစ်ဖြစ်တခြားသူတွေပေါ်မှာနာကျင်မှု နာကျင်စရာတွေမပါဘဲနဲ့ဆုံးဖြတ်ချက်တွေချတတ်တာအဲများကနာကျင်စေမဲ့နာကျင်စေမဲ့စကားလုံးတွေမပြောဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်တစ်ဖက်သူကဝန်သမားလေးနဲ့ပတ်သက်ပြီးတော့အဲ့လိုပုံစံမျိုးလေးသူ့စိတ်ထဲမှာဟိုချစ်ကျူးတဲ့ပုံစံလေးပေါ့နော်ကိုယ့်ကိုသဘောကျတဲ့နှိမ့်သက်တဲ့ပုံစံမျိုးလေးကိုကိုယ့်ရဲ့အဲ့လိုပုံစံလေးကိုတစ်ဖက်သူကသူကအဲ့လိုမျိုးလေးပေါ့နော်သဘောကျတဲ့ပုံစံလေးကိုတွေ့ရပါတယ်အဲ့လေကခွေသမားလေးနဲ့ပတ်သက်ပြီးကြည့်ပေးထားတာဖြစ်တယ်ပေါ့နော်တစ်ဖက်သူကခွေသမားလေးတွေရဲ့ပဲအချက်လေးတွေသဘောကျအောင်လဲဆိုတာ ကြည့်ပေးထားတာဖြစ်ပါတယ် energy ကြိုက်ကြနိုင်မယ်လို့ပြောလဲပါတယ်ရှင်အဲဆိုလို့ရှိရင် group 2လေးဆီလို့တောင်းလိုက်ပါမယ်နော်ဒီ group 2လေးဝေးထားတဲ့သူလေးတွေပေါ့နော် group 2သမားလေးတွေအတွက် group 2သမားလေးတွေကတစ်ဖက်သူကခုလက်ရှိ group 2သမားလေးတွေစိတ်ထဲမှာတွေးနေတဲ့တစ်ဖက်သူက group 2လေးတွေကိုဘယ်လိုအချက်လေးတွေကိုသဘောကျအားလဲပေါ့နော် group 2လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြောင်းအရာလေးတွေကိုသဘောကျအားလဲဆိုတာလေးကိုကြည့်ပေးသွားပါမယ်ရင်းစုံအဖြစ်လေးကိုမကြည့်ခင် group တို့သမားလေးတွေစိတ်ထဲမှာသိကျင်နေတဲ့သူကိုမျက်လုံးနဲ့မြင်အောင်ပြီးတော့သူ့နာမည်လေးရွတ်တာပဲဖြစ်ဖြစ်ပေါ့တော့သူ့ကြောင့်လေးတွေစဉ်းစားပြီးတော့ပဲဖြစ်ဖြစ်အဖြစ်လေးကိုကြည့်ပေးပါအဲဆိုအဖြစ်လေးကပို့ပြီးတော့ energy ရိုးစနစ်ပြဖို့များပါတယ်အဲဆိုအဖြစ်လေးကိုကြည့်လိုက်မယ်နော်ကိုတို့သမားလေးတွေတစ်ဖက်သူကိုတို့သမားလေးတွေကိုပါကြံသဘောကြားရလဲပေါ့နော်ဟောတော့ခတ် Oroka limitation. Oroka. ကုဒုသမားလေးတွေတဖက်သူကကုဒုသမားလေးတွေကလေအတိတ်မှာကဗောနောကို့မှာအဲ connection နဲ့ပဲဖြစ်ဖြစ် relationship ထဲမှာဆိုလို့ရှိရင်လည်းကို့အနေနဲ့ဗောနောအတိတ်ကဖြစ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်လို့ရှိရင်အဲနာကျင်မှုတွေဘယ်လောက်ပဲရှိခဲ့ရှိခဲ့ဟိုနှမျောတတ်မှုတွေရမ်းကြီးမထားတော့ဘဲနဲ့ အခုလက်ရှိအတိတ်ကိုအတိတ်မှာထားခဲ့နိုင်တဲ့သူလေးတယောက်ပေါ့နော်ဒါမှတော့ relationship တစ်ခုမှာပြတ်တောက်ခဲ့ပြီးတော့မှအဲ့ relationship ပေါ်မှာရန်ကြီးနာချက်ခံစားမနေဘဲနဲ့အဲပြီးဆုံးသွားတဲ့အရာတွေပေါ်မှာရန်ကြီးဆွဲလဲမှုတွေမထားဘဲနဲ့ပြီးသွားတဲ့အရာတွေကိုဒီတိုင်းပဲပေါ့နော်တသင်းခံလိုက်တာအဲဆွဲလဲမှုတွေရန်ကြီးမထားတာမျိုးကိုကိုကိုနာချက်အောင်မလုပ်တဲ့အဲသူလေးတယောက်ဆိုတာမျိုးလေးကိုသူသမားလေးတွေတစ်ဖက်သူကလိုမြင်နေပေါ့နော်နောက်ပြကြရလို့ရှင်လေအခုလက်ရှိကုလူသမားလေးတွေတွဲနေတဲ့သူပေါ်မှာလဲတစ်ဖက်သူနေနေရဘယ်လိုပြောမလဲ ိုနဲ့ပတ်သက်လို့ရှိရင်ကိုကသူ့ကိုခံစားမှုတွေမျိုးစုံပေးနိုင်တာမျိုးပေါ့နော်အာကိုရဲ့ပုံစံလေးကခံမလို့မရခံမလို့မရနိုင်အောင်နားလည်ဖို့ခက်အောင်ပေါ့နားလည်ရခက်လောက်အောင်ကိုကအဲ့လိုမျိုးတွေသူ့ကိုခံစားမှုတွေအမျိုးမျိုးပြည့်စုံနိုင်တာမျိုးကိုနဲ့ပတ်သက်လို့ရှိရင်တိုးတင်ခံမလို့မရနိုင်တာကိုရဲ့စိတ်ကသူကတဖြည်းဖြည်းချင်းနဲ့ပေါ့နော်ပို့ပို့ပြီးတော့မှသိကြရတဲ့ပုံစံမျိုးလေးကိုရဲ့ တင်ကိုစိတ်ကဘယ်လိုပုံစံရှိလဲကိုမကြိုက်တာတွေကြိုက်တာတွေအဲ့ဒီအရာတွေနဲ့ပတ်သက်လို့ရှိရင် तू ချိုးတင်ခမန်းလို့မရတဲ့ပုံစံမျိုးလေးဒါမှလည်းသူ့အနေနဲ့အဲ့အဲ့ပုံစံလေးကိုဟိုဘယ်လိုပြောမလဲသဘောကျတယ်ဆိုတော့နေသားလေးတွေ့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ကိုလူသမားလေးတွေကသူ့အတွက်ထူးခြားစံပြတဲ့သူလေးတွေပါပေါ့နော်ဒါမှကြည့်ရှင် energy နဲ့ညှော်လင်းလို့ဘယ်ရာကိုတော့ဘယ်လိုပုံစံဖြစ်ရမယ်ဆိုတော့နေသားမျိုးချိုးတင်တွက်ဆလို့မရတဲ့အနေသားမျိုးလေးကိုလူသမားလေးတွေကတစ်ဖက်သူကိုဟိုခံစားမှုမျိုးစုံပေါ့နော်မျက်နှာဆန်ဆန်အဲ့လိုမျိုးခံစားချက်တွေ မျက်လဲဆန်ဆန်ကိုကိုပင်းစွမ်းနိုင်နေဆိုတဲ့ပုံစံလေးတစ်ဖက်သူကခံစားနေရတာမျိုးကိုတွေ့ရပါတယ်။ပြီးတော့ခတ်ေရောခဒသတာေရောခ အဲ့ဒါကဂူတုသမားလေးတွေတပည့်သူကဂူတုသမားလေးတွေကပေါ့နော်အဲဒါကတော့သူ့ဘက်ကအတွင်းပေါ့နော်ကိုတကယ်ဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်ပေါ့နော်သူမြင်တာကအဲသူ့ရဲ့အမြင်မှာကဂူသမားလေးတွေကဘယ်လိုပုံစံလဲဆိုလို့ရှိရင်ကို့အတွက်အဲမဟုတ်ဘူးလို့ထင်တဲ့အရာတခုကိုကတက်ပြတ်တာတာသိပြီဆိုလို့ရှိရင်အဲ့အရာပေါ်မှာလုံးဝစွန့်ပြစ်နိုင်တာမျိုးပေါ့နော်လုံးဝလှည့်မကြည့်စရန်ကိုဘက်ကပြတ်တောက်နိုင်တာအဲ့အနေထားလေးတွေကိုသူ့ဘက်ကသဘောကျတာမျိုးပေါ့နော် kind of cash energy နဲ့ ။နောက်တစ်ခုကဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးမို့လို့ကိုဘက်ကလေဂရုသမားလေးတွေကမြန်မြန်ဆန်ဆန်ပေါ်တော့ဆက်ဆက်ရေးတစ်ခုမှဆိုလို့ရှိရင်လည်းကိုယ့်အတွက်မဟုတ်ဘူးလို့ထင်တဲ့အရာတစ်ခုဆိုလို့ရှိရင်အဲ့အရာပေါ်မှာချက်ချင်းကိုပဲအဲ့နေရာနေလှက်ထက်လာတဲ့အရေးချင်းလေးရှိနေတာမျိုးလေးလို့ရှိရင်တယောက်တည်းလဲကိုကိုကိုအဆင်ပြေအောင်နေနိုင်တယ်။ဒါပေမဲ့လည်းဒီမှာဆိုတက်စတိုင်းအနာဂျီနဲ့ပေါ့နော်ကုသမားလေးတွေကမသူရဲ့မိကိုမှုမှမလို့ပဲနဲ့ကိုယ်တိုင်ကချစ်ချင်းမေတ္တာတွေယုံကြည်ချက်တွေစွမ်းအားတွေနဲ့ပြေဝနေတဲ့ပုံစံမျိုးလေးပေါ့နော်။ဒါကြောင့်မို့လို့လည်း ကုတ်တယ်မကားမှုလို့ထင်တဲ့ရဝန်ကုတ်တယ်စစ်မှန်တဲ့သူမဟုတ်ဘူးလို့ထင်တဲ့သူရှိတယ်ဆိုလို့ရှိရင်အဲ့ပတ်ဝန်းကျင်နေပြမှာချက်ချင်းပြန်လက်ထွက်ဖို့လည်းဝင်မိလေးတဲ့သူတွေပြပါတော့ကိုကိုကိုတပ်ပါတယောက်ထက်နေတဲ့သူတွေအဲ့လိုပုံစံမျိုးလိုတစ်ဖက်သူကကိုယ်သဘောကျတာကိုက strong ဖြစ်တယ်ပေါ့နော် kinetic gas energy နဲ့အဲ့လိုမျိုးလက်ထွက်လာတဲ့အတွက်ကြောင့်လက်ထွက်လာနေတဲ့အရင်ချင်းတွေကိုမှအပြေးဝရှိနေတာမျိုးကိုတယောက်ထဲလဲကိုရဲ့ကဘာကိုကိုရအောင်စောင့်နိုင်တာမျိုးပေါ့နော်ကိုကဘာမှာဘယ်သူမှကိုလာဘူးနှမ်းမလို့မရတဲ့အနေထားမျိုးလေးပေါ့နော်ခွေးသမားလေးတွေက အာထက်မြက်တဲ့အနေအထားမျိုးလေးကိုတစ်ဖက်သူကခန်းစားမိတာမျိုးလေးပေါ့နော်ဂလူသမားလေးတွေရဲ့အဲ့လိုအကြီးချင်းလေးတွေကိုသူကအနှစ်သက်တဲ့သဘောကျတယ်ဆိုတဲ့အနေအထားလေးတွေ့ရပါတယ်နိုင်တော့ဆော့စ်နိုင်တော့ဆော့စ်ဖိရှ်အပန်တက်တယ်ယူအော့ဖ်အော့ချူ နိုင်တော့ဆိုဘုရားသမားလေးနေရာလေးကိုဘုရားပြောမေတ္တာတရားတွေလည်းကြီးမားတယ်ချစ်ချင်းမေတ္တာတွေလည်းသူများဘက်မှာမချစ်တတ်တာမဟုတ်ချစ်ပေးတတ်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်အတွက်မကောင်းဘူးလို့ထင်တဲ့အရာတစ်ခုဆိုလို့ရှိရင်ပြတ်တော့လိုက်ဖို့ဝင်မလေးတဲ့သူစုံပြည့်ချက်ပြတ်သားတယ်ဝိချက်မူလေးမှာဆိုလို့ရှိရင်လည်းဟိုသဘောကျတယ်ဆိုသဘောကျတယ်ပေါ့နော်သဘောမကျဘူးဆိုတဲ့သဘောမကျဘူးအမ်ကိုယ့်ရဲ့စုံပြည့်ချက်တရားအများနဲ့ clear ဖြစ်နေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့အားလေးကိုဘုရားသမားလေးတွေရဲ့တစ်ဖက်သူက ကိုယ်နဲ့ပတ်သက်လို့ရှိရင်ကိုယ့်ရဲ့စိတ်ကအဲ့လိုမျိုးပြက်ပြက်သားသားဆုံးဖြတ်ချက်တင်ပြက်သားတာတွေ့ဝင်မှုမရှိဘူးပေါ့နော်အဲ့လိုလေးကိုတစ်ဖက်တူတာသဘောကျတာမျိုးလေးကိုမြင်ရပါတယ် မဆိုတော့ night also switch off and တကယ်ဟိုကိုကလေမလုပ်သေးဘူးဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲနည်းနည်းလေးအသူများတွေအမြင်မှာအသွေးရည်ဆိုတဲ့ပုံစံမျိုးလေးလည်းဖက်သူကမြင်နေမြင်နိုင်နေပေါ့နော်ဒါပေမဲ့ကိုကမဟုတ်ဘူးကိုပုံစံကကျတော့ကိုစိတ်ထဲမှာတကယ်လုံးမဲ့မလုပ်ဘူးမဆုံးဖြတ်ရသေးဆိုလို့ရှိရင်တော့ကိုက AC စီပဲဒါပေမဲ့ကိုကဒီအရာတစ်ခုပေါ်မှာထားပါတော့နော်ဟိုလူတယောက်ကိုစတင်ပြီးတော့မှရင်းနှီးဖို့အတွက်စူးစမ်းလိုက်တော့မယ်ဆိုလို့ရှိရင်ရင်းနှီးရင်းနှီးမယ်ဆိုလို့ရှိရင်လည်းကိုကပြည့်ပြည့်တတ်တာပဲဒီ ဖရန့်ဆောင်ထဲမှာရှိနေရှိနေမယ်ဆိုရင်ဖရန့်ဆောင်ဖရန့်ဆောင်ထဲမှာပဲရှိနေပေါ့နော်ဒီလို relationship တစ်ခုကူးပြောင်းမယ်ဆိုလို့ရှိရင်လည်းပြက်ပြက်တာတာရွေးချယ်တာအဲလူတွေပေါ်မှာဘယ်လိုပြောမလဲအဲလိုညှော်လင့်ချက်တွေမပေးဘဲနဲ့ပေါ့နော်ပြက်ပြက်သားတယ်အဲချိန်လည်းချစ်တဲ့အဖေပေါ့နော်သဘောကျရင်သဘောကျတယ်လို့သဘောမကျဘူးဆိုတော့သဘောမကျဘူးဆိုတဲ့ပုံစံမျိုးလေးအဲ night was was energy နဲ့ညံဆန်ဆန်ပေါ့နော်ဟိုကိုယ့်ရဲ့နှုတ်ပုံကိုင်ပုံလေးတွေအတွေးခေါ်လေးတွေကအဲ့လိုမျိုးပြင်ရခက်တဲ့ပုံစံလေးကိုတစ်ဖက်သူကသဘောကျတာမျိုးကိုတွေ့ရတယ် နာတယ်ခွေးရောက်တော့ကျော်အကြောင်းမလို့လေကို့မှာကလေကို့ဘုရားထဲမှာကို့ကိုယ်တိုင်ကဒီရဲ့အဆင်ပြေခြင်းအဆင်ပြေတဲ့အရာတွေပဲကို့ဘုရားထဲမှာရှိနေတဲ့ပုံစံမျိုးလေးပေါ့နော်ကိုယ်ဝေမှုတွေမရှိဘူးလောကမှာအရာတွေရှိတယ်ဆိုလို့ရှိရင်လည်းလုံးတဲ့လုံးတတ်တာတွေကိုမြင်မြင်ဆက်ဆက်လုံးနိုင်တယ်လို့ဆွန့်ပြစ်တဲ့နာတွေရှိတယ်ဆိုလို့ရှိရင်လည်းလည်းလည်းကိုကူမြင်မြင်ဆက်ဆက်ပေါ့နော်ကို့အတွက်မကောင်းတဲ့အရာတွေကိုဆွန့်ပြစ်နိုင်တာပြတ်သားရမယ့်အရာတွေရှိတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်က ပြပြတာတာလုံနိုင်တာလေးကိုတစ်ဖက်သူကသဘောကျနေတာမျိုးလေးပေါ့နော်အဲ့လိုမျိုးကိုဘက်ကအနေနဲ့ထိုင်တဲ့ပုံစံလေးကရှင်းလင်းတယ်ရိုးရှင်းတယ်ပေါ့နော်ဘယ်ဟာပုံမှန်မှနှောက်ဖွဲ့ပြီးတော့မှညစ်တယ်မနေဘူးဒူးလာဖြစ်နေတာစိတ်တင်စိတ်ပိုင်းဆိုင်ရာအရာပဲဖြစ်ဖြစ်လူတွေနဲ့ပေါင်းသင်းဆက်ဆက်တဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်ပြောဆို ပြသားတာမျိုးလေးတွေမကောင်းတဲ့အရာတွေပေါ်မှာသူတစ်ဖက်သူသူသမားလေးတွေကဘယ်လိုပြောလဲကိုယ့်အတွက်မကောင်းမှုလို့ထင်တဲ့သူပေါ်မှာပြသားဖို့ဝင်မလေးတာမျိုးပေါ့နော်ကိုယ့်အတွက်မကောင်းမှုလို့ပြောထင်တဲ့ရဲဝန်တစ်ခုကိုယ့်ပေါ်မှာနှဲစားတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအရာတွေပေါ်မှာလုံးဝအန်ဘာမှတန်ရုံးစင်နေဖြစ်မနေဘူးပေါ့နော်နောက်နှဲ့ကြည့်မနေတော့ဘဲနဲ့အဲ့ဒီအရာတွေကိုကြောက်ခိုင်းနိုင်တဲ့အနေအထားမျိုးလေးပေါ့နော်အဲ့လိုမျိုးစိတ်ကအပြက်တာတာနဲ့နေတဲ့ပုံစံလေးကိုတစ်ဖက်သူကသဘောချတဲ့အနေအထားလေးကိုဒီထဲမှာတွေ့ရပါတယ်ရှင် ါလေးကတော့ကုသမလေးနဲ့ပတ်သက်ပြီးတော့မှခြေသေးကိုကြည့်ပေးထားတာပဲဖြစ်တယ်ပေါ့နော်။ငါချိန်ကြကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။အဆောလို့ရှင်ခုသူလေးစီကိုတွားလိုက်ပါမယ်။ခုသူရုံရထားတဲ့သူလေးတွေအတွက်ပေါ့နော်။ခုသူသမလေးတွေရဲ့တစ်ဖက်သူကခုသူလေးတွေကိုမအားကြောင်းသဘောကျရလဲကိုနဲ့ပတ်သက်ပြီးတော့ဘယ်ဟာလေးတွေကိုသူသဘောကျရလဲပေါ့နော်။အားလေးကိုကြည့်ပေးသွားပါမယ်။အဖေလေးကိုမကြည့်ခင်မှာခုသူသမလေးတွေအနေနဲ့အဲကိုသိကျင်တဲ့သူတစ်ဖက်သူကိုမျိုးလုံးနဲ့မှမြင်အောင်ပြောပဲဖြစ်ဖြစ်သူ့နာမည်ကိုနှုတ်ကနေပြောမှယူပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်သူเจ้าလေးတွေစဉ်းစားရင်းနဲ့ ဒီနေ့ကိုကြည့်ပေးပါအဲဆိုလို့ရှိရင်ဒီလေးပို့ပြီးတော့မှမှန်ကန်မှုနိစ္စဖို့များတယ်ပေါ့နော်တိုက်ဆိုင်မှုများပါတယ်အဲဆိုဒီလေးကိုစားပြီးတော့ကြည့်လိုက်မယ်နော်သတိသမားလေးတွေတစ်ဖက်သူကဂူသူလေးနဲ့ပတ်သက်ပြီးတော့မှလိုအရာလေးတွေကိုပဲအချက်တွေကိုသဘောကျအောင်လဲပေါ့နော်အဲလေးကိုကြည့်ပါမယ် ကိုယ်သူကိုယ်သူကြီးရဲ့တစ်ဖက်သူပါလေကိုယ်သူကြီးလေးတွေပေါ်မှာပေါ့နော်သဘောကျတဲ့အကြောင်းရင်းကတော့အာလူသေးသမားလေးတွေကလေထားပါတော့နော်သူနဲ့ပတ်သက်ပြီးတော့ပဲဖြည်းဖြည်းမိသားစုနဲ့ပဲပတ်သက်ပြီးတော့ပဲဖြည်းဖြည်းပေါ့နော်အဆင်မပြေဘူးပေါ့နော်ယုံထွက်အဆင်မပြေဘူးဆိုတော့တိဆိုင်ရဲ့တိမှာဆိုလို့ရှင်လို့လေကုကုနဲ့ကိုလိုယုံပြီးတော့အဲကိုအတွက်ပဲကိုကြည့်ပြီးတော့မှဒီနေရာတစ်ခုကနေပြီးတော့မှဆုံးခွာမသွားတာပေါ့နော်လို့လေကုကုနဲ့ ပုံရွေးချက်ထားတဲ့အရာပေါ်မှာမစွန့်ပြစ်နိုင်တာအခုရွေးချက်ပြီးသားကိစ္စရပ်တွေပေါ်မှာဆိုလို့ရှိရင်သက်စာရှိပေးတဲ့သူတွေတယောက်ပေါ့နော်အဲ့ဒီပုံစံမျိုးတွေကိုတစ်ဖက်သူကသဘောကျတာလေးကိုဒီမှာတွေ့ရပါတယ်အဲ့ဒါကနိုင်တော့ခတ်သူ့ကိုသူဘောနောဂူဂူသမားလေးတွေကိုဘောနောတစ်ခါတူကဘယ်လိုပြောလဲဆိုဘယ်လိုမြင်လဲဆိုတော့သဘောကျတာလဲဆိုလို့ရှင်ဂူဂူသမားလေးတွေကအာကို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 အစင်မပြေပြေမဲ့လက်တစ်ခါသားပေါ်မှာမြေတားတွေပေးနိုင်တယ် အဲကိုနေပတ်သက်သူနေပတ်သက်လို့ရှိရင်လည်းသူ့ပေါ်မှာပေါ့နော်ချစ်ချင်းမေတ္တာလေးစစ်စစ်မပြတ်သူ့ကိုပေးနေတာမျိုးပေါ့နော်ဒါမှမဟုတ်သူနေပတ်သက်ပြီးတော့မှကိုကအာပြောပြောရွှေရှင်နဲ့နေနေရတဲ့ပုံစံမျိုးလေးပေါ့နော်သူကလည်းသူ့ကိုသူအဲ့လိုပုံစံမျိုးသူ့ဘက်ကအာဂရုသမားလေးတွေကိုအေးဝါကြီးမကောင်းပေးနိုင်တာဒါမှမဟုတ် သူလေးတွေကသူ့ပေါ်မှာမေတ္တာတွေပေးမပြတ်တာကိုနဲ့ပတ်သက်လို့ရှိရင်ဆက်လက်ပြီးတော့မှကိုယ့်ပေါ်မှာမေတ္တာတွေထားရှိနေတာသူသူ့ပေါ်မှာလည်းမေတ္တာတရားတွေနဲ့သူဆက်ပြီးတော့မှသွားပြီးတဲ့အနေထားလေးကိုတစ်ဖက်သူကမျက်နှာရတဲ့ပုံစံလေးသဘောချတဲ့ပုံစံမျိုးလေးပေါ့နော်သူလည်းအဲ့အနေထားလေးကိုကောင်းကောင်းသိတယ်ဆိုတဲ့အနေထားကိုတွေ့ရပါတယ်အဲသူသူလေးတွေကအဆင်မပြေဘူးဆိုတာလည်းသူကသူသိတယ်ပေါ့နော်အဲအဲ့အဆင်မပြေပေမဲ့လည်းကိုယ့်သူ့တော့ဆက်ပြီးတော့မှမေတ္တာတွေပေးနေတာမျိုးလေးတွေ လိုအပ်တဲ့အချိန်တိုင်းမှာဆိုလို့ရှိရင်သူနားမှာရှိနေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါလေးတွေကိုသဘောကျတာကိုညမမြင်ရပါတယ်နောက်တစ်ခုက three or one three or one six or cut or or sweat ဒီလိုဒုက္ခဒုက္ခတွေရင်ဆိုင်ရင်နေရတာမျိုးပဲဖြစ်ဖြစ်အခက်အခဲတွေနဲ့နေရတဲ့အနေအထားမျိုးပဲဖြစ်ဖြစ်ပေါ့နော်တစ်ခါတူကဂရုသီးလေးတွေကအဲသူ့ပေါ်မှာမေတ္တာရှိပေးတာတစ္ဆာရှိပေးတာအာဘယ်တော့မှမဆိုပေါ့နော်ပြည်လေဖို့ပဲဥတီတာမျိုးလေးတွေသူနဲ့ပတ်သက်လို့ရှိရင်သူ့ကိုဆွန့်ပစ်မသွားဘဲနဲ့အဲဂရုသီးလေးတွေကသူနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုလေးဘယ်လိုအစဉ်တရားစူးစမ်းပြီးတော့မှနေလို့ရှိရင်တော့ပို့ပြီးတော့မှဒီပြေဆောင်နိုင်မလဲပေါ့เนาะအများနဲ့စူတောင်းဆန္ဒပြုနေတာမျိုးလေးတွေအဲနေနေညညာ လူသေးလေးတွေရဲ့စိတ်ထဲမှာဒီမိသားစုနဲ့ပဲပတ်သက်ပြီးတော့ဖြစ်ဖြစ်အဲသူနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်အဆင်မပြေမှုတွေကလည်းနေပြီးတော့မှအဆင်ပြေဖို့အတွက်အများနဲ့တွေးတော်ကြံစားနေတာအသူဘက်ကလုံးဆရာကိုဘက်ကနေပြီးတော့မှလူသေးလေးတွေကဒီဆက်ဆံရေးပေါ်မှာရသလောက်စူးစမ်းပြီးတော့မှအဲအဆင်ပြေဖို့အတွက်နေထိုင်နေတာလေးကိုတစ်ခါသူကကောင်းကောင်းသဘောပေါက်တဲ့အနေအထားမျိုးလေးအဲ့ဒါလေးကိုလည်းသူဘက်ကသဘောကျတဲ့ပုံစံမျိုးလေးကိုဒီထဲမှာတွေးရတယ်ပေါ့နော် လူသူလေးတွေကသူနဲ့ပတ်သက်လို့ရှိရင်အများတန်းဒီဘက်ကလူသူလေးတွေရဲ့ဘက်က sense of cup energy နဲ့အဆင်ပြေဖို့ကိုပဲအများတန်းတွေးတောကြံစနေတာမျိုးလေးပေါ့နော်။အော်ဒီ connection မှာတကယ်လို့နှစ်ယောက်ကြားထဲမှာကမြင်ကြတဲ့အကြောင်းအရာလေးတွေရှိသီးတိုင်ရပေါ့နော်။နာသူ့ဘောမှာမေတ္တာတရားတွေနဲ့သူဆက်လက်ပြီးတော့မှသူနဲ့သူရှိပေးနေတာသူနားမှာအများတန်းပေါ့နော်မေတ္တာတွေပေးနေတာမျိုးလေးကိုတစ်ဖက်သူကခံစားမိတယ်ပေါ့နော်။အဲ့လေးကိုလည်းသဘောကျတယ်။နောက်တစ်ခုကလူသူလေးတွေကဒီ connection မှာပဲဖြစ်ဖြစ်လေးရှင်းရှင်းမှာပဲဖြစ်ဖြစ်အဲ့အဲ့ဒီအနေထားနေပြီးတော့စွန့်ပြစ်ဖို့ထက် အဲဒီအနေထားကိုပို့ပြီးတော့ကောင်းအောင်ဘယ်လိုသွားရမလဲဘယ်လိုလုပ်ပြီးလို့ရှင်တော့အဆင်ပြေနိုင်လဲပေါ့နော်အများနဲ့တွေးတော့ကြံစနေတာမျိုးလေးကိုသူကသိတယ်သဘောပေါက်တယ်ဒီမှာလက်ထူရောဝမ်းစံနဲ့ဂျင်းနဲ့သူသူလေးတွေကအများနဲ့ပဲကိုယ့်ဘက်ကစ조사မှုတွေနေတူပေါ့နော်ဒီဆက်ဆံရေးကိုစ조사ပြီးတော့မှနေသွားနေနေတဲ့ပုံစံလေးကိုလည်းတစ်ဖက်သူကသဘောကျတာကိုတွေ့ရပါတယ် judgment ဘယ်လိုမပြည့်လည်မှုတွေရှိတယ်ဆိုလို့ရှင်အများနဲ့ ပြည်လဲဖို့ကိုပဲစူးစမ်းရတယ်ဗောနော်ပြည်လဲဖို့ပြည်လဲဖို့ကိုပဲဦးတည်တာမျိုးလေးတွေကိုတွက်ကိုကြည့်ပြီးတော့မှကိုလိုရုံးမသွားတာကိုကိုမထားခဲ့တာတော်ရုံတော်ရုံနဲ့ကိုနားမှာဗောနော်ကိုကိုစွပြစ်သွားတာမျိုးမရှိတာကိုတစ်ဖက်သူကသဘောကျတာမျိုးလေးကိုတွေ့ရပါတယ်ဒီမှာဆိုလည်းဘယ်တော့မှမဆိုသူဘက်ကအကောင့်ဘက်ကိုပဲပို့ပြီးဦးတည်တဲ့အနေထားဗောနော်ဂရုသွေးလေးတွေကဒါဂရုသွေးလေးတွေကိုသဘောကျတဲ့အကြောင်းကိုကြည့်နေရနော်ဂရုသွေးလေးတွေက ခုနပတ်သက်လို့ရှိရင်အများတန်းပြည်လဲပုဂ္ဂိုလ်ပဲအများတန်းစူးစမ်းတဲ့သူတယောက်ဆိုတာကိုသူကသိတယ်အဲ့ဒါလေးကိုလည်းသူကသဘောကျတယ်ဒီမှာဆိုတဲ့ဂျာရှိမယန်ဒလဘာရဲ့အနေချင်းနဲ့ပေါ့နော်အားထဲမှာနှစ်ယောက်ကြားထဲမှာကဒီကုန်းတဲ့ရှင်းမှာအခက်ခဲတွေမပြေလည်မှုတွေတယောက်နဲ့တယောက်ကြားမှာရှိသေးတယ်ပေါ့နော်ဂရုသေးလေးတွေကအများနဲ့အဆင်ပြေချင်တာအစူးစမ်းနေတာမျိုးလေးကိုသူကလည်းသိတယ်အဲ့ဒါလေးကိုလည်းသဘောကျတာမျိုးကိုဒီမှာမြင်ရပါတယ်။အားကြည့်နေတာလေဂရုသေးသမားလေးတွေရဲ့သဘောဘယ်ချက်ကိုသဘောကျတယ်ဆိုပြီးကြည့်ပေမဲ့ဒီမှာကလေနှစ်ယောက်ကြားထဲမှာရှိရ connection နဲ့ပတ်သက်ပြီးတော့တစ်ဖက်သူက လူသွေးလေးတွေကိုခံစားမိနေတာသဘောကျတဲ့အချက်လက်လေးတွေကြလာတာမျိုးပေါ့နော်ဒါဒါကတော့ခွေးသေးလေးတွေက personality တကူကြီးပေါ့နော်ကိုယ့်ရဲ့ personality ကိုကြည့်တာတကယ်တော့အဲ့လိုပုံစံမျိုးနဲ့ကြည့်ရပါတော့ဒါပေမဲ့ကြားလာတဲ့ကကနှစ်ယောက်ကြားထဲမှာရှိတဲ့ connection energy နဲ့ပတ်သက်ပြီးတော့ခွေးသေးရဲ့တစ်ဖက်သူကခွေးသေးလေးနဲ့ပတ်သက်ပြီးတော့သဘောကျတဲ့ပုံစံလေးကိုဒီမှာတွေ့ရတာပေါ့နော် မှဆိုရဲ judgment ရတယ်လာပါရဲ့ energy နဲ့ group သွေးလေးတွေကဘလောက်ပဲစမီပူမှုတွေရှိရှိအများတဲ့နောက်တစ်ချိန်ပြန်လဲပြီးတော့သူ့ကိုခွင့်ရေးပေးပြီးတော့ဒီဆက်ဆံရေးတွေကနေပြီးတော့မှရုံးထွက်မသွားတာအစဉ်တရာစ조사ပြီးတော့မှနေပေးနေတာသူ့ဘက်ကလည်းတမိုးထားတဲ့ပုံစံအမြင်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်မှဆိုရဲ five of cup five of cup ရဲ့7 of ones group group သွေးလေးတွေကဘလောက်ပဲအဲ ပြီးဆုံးသွားတဲ့အရာတွေမကောင်းတဲ့အရာတွေပဲပြီးခဲ့ပြီးခဲ့ရှိခဲ့ရှိခဲ့ပေါ့နော်နှစ်ယောက်ကြာတဲ့မှာဒီ Fire Caps Energy နဲ့ကုသကြီးတွေကအဆင်ပြေမှုတွေအဆင်ပြေမှုတွေနှစ်ယောက်ကြာမှရှိနေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်အများနဲ့စိတ်မကောင်းဖြစ်နေရတာအသူ့ဘက်ကကုသကြီးတွေရဲ့ဘက်ကပေါ့နော်သူ့ပေါ်မှာနည်းနဲ့နားလည်ပေးတယ်တိခံပေးတယ် Seven of Wands Energy နဲ့လည်းစူးစမ်းပြီးတော့မှဒီဆက်ဆံရေးကိုတိဆောက်နေတဲ့ပုံစံမျိုးလို့တစ်ဖက်သူကသဘောကျတာမျိုးပေါ့နော် ဒီမှာကြီးအတရာကဂရုသွေးလေးတွေနဲ့တပတ်သူရဲ့ကြားထဲမှာကတပတ်သူအားလည်းလေအဲသူလည်းစူးစမ်းပြီးတော့မှနေနေတယ်ဒါပေမဲ့သူနဲ့တူတူရေမောင်တန်းပြီးတော့ဒိုးတူပောင်ဘက်ပေါ့နော်သူ့ကိုမထားခဲ့တာခက်ခဲရှိနေတာဒါမှသူ့လက်တွဲမဖြုတ်တာနားလည်မှုတွေနဲ့သူ့ရှေ့ဆက်ပြီးပြီးတော့လက်တွဲခေါ်ပြီးတဲ့အနေထားလေးကိုတပတ်သူကဂရုသွေးလေးပေါ်မှာသဘောကျနေတာမျိုးကိုဒီထဲမှာပို့ပြီးတော့ခန်းစားမိရပေါ့နော်နှစ်ယောက်ကြားထဲမှာကအဲတယောက်နဲ့တယောက်ကြားမှာအဆင်မပြေမှုလေးတွေတယောက်ကိုတယောက်ပေးခဲ့မိတယ်ဆိုလို့ရှင်ဒါမှဂရုသွေးလေးတွေကသူ့နားနေပြီးတော့လိုလဲကူကူနဲ့ အဲဆုံးပြမသွားတာသူ့ကိုမထားခဲ့တာပေါ့နော်အနှစ်ယောက်ကြားထဲမှာရှိတဲ့အနေထားလေးကိုပို့ပြီးတော့ပဲကောင်းတဲ့ဘက်ကိုသွားစေချင်တာသွားချင်နေတာအဲ့အားလေးကိုလည်းသူကသဘောကျတဲ့အနေထားကိုဒီထဲမှာတွေ့ရပါတယ်ကြောက်မယ်ဆိုရင်တော့ဂရုသွေးလေးတွေကတစ်ဖက်သူ့နဲ့ပတ်သက်တိုးရှင်ရင်သူ့ဘက်မှာဘလောက်ချင်နေတယ်ပဲရှိရှိဘလို့ခက်ခဲတွေပဲရှိရှိသူ့ကိုမြေသားလေးဆက်ပြီးတော့မပေးနေရင်တလန်နဲ့ဒီဆက်ဆံရေးပေါ်မှာဘယ်တော့မှမဆိုပါတော့နောက်ထပ်ထပ်ပြီးတော့ပဲအဆင်ပြေဖို့ပဲ ွေးချယ်ခဲ့တဲ့နှွေးချယ်တဲ့အနေအထားလေးကိုတစ်ဖက်သူကကောင်းကောင်းသဘောပေါက်တယ်ဆိုတာလေးကိုတွေးရတယ်အဲ့အဲ့ပုံစံလေးကိုလည်းသဘောကျတယ်ပေါ့နော်သူနဲ့ပတ်သက်ပြီးတော့သူ့ဘက်မှာနားလည်ဖွင့်လို့ပေးတာအများနဲ့ချစ်ပေးနေတဲ့ပုံစံလေးကိုတစ်ဖက်သူကအာမြင်လို့တယ်ဆိုတဲ့ပုံစံလေးကိုဒီမှာတွေးရပါတယ်ရှင်အားလေးရတော့ဘလူးသွေးလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးထားတာဖြစ်တယ်ပေါ့နော်အမေကြီးကြိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အဆုံးတည်ကြည့်ရှုပေးကြတဲ့ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲမိမိချစ်ခင်နဲ့တရားရတဲ့သူလေးတွေနဲ့တူတရားပြောရှင်နဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင် ားလုံးပဲနားဝင်တင်များမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်နော်